မင်္ဂလာပါခုဗီဒီယိုကတော့ landscape scale နဲ့ပတ်သက်ပြီးတော့လေအရင်ဗီဒီယိုတော့ကတော့ model က object ရဲ့ land type ကို layer ဘက်အချမ်းမှာ layer ဘက်အချမ်း paper space မှာပေါ့နော် paper space landscape scale ကိုအသုံးပြုပြီးတော့လိုချင်တဲ့အရွယ်အစားကိုလိုချင်တဲ့ land type ရဲ့အရွယ်အစားကိုအတိအကျရအောင်ပြုလုပ်ပုံနဲ့ paper space landscape scale ကိုအသုံးမပြုဘဲပေါ့ model က object ရဲ့ land type ကို paper space ပုံမှာမြင်အောင်လို့ပြုလုပ်ပုံတို့ကိုရှင်းပြခဲ့ပါတယ်เนาะခုဗီဒီယိုကတော့ paper space landscape ကိုအသုံးမပြုဘူးပေါ့เนาะ model က object ရဲ့ landscape ကို paper ပုံမှာကိုလိုချင်တဲ့အရွယ်အစားအတိအကျရအောင်ပြုလုပ်ပုံကိုရှင်းပြပြီးမှဖြစ်ပါတယ်ခု pillar မှာစနစ်နဲ့ဒီ acad.online နော် sorry acad.dwd template ကိုခုဖွင့်ထားရယ်เนาะအဲ့တော့ unit က engineering insertion scale က1 unit ကို1 inch နဲ့ဆွဲမယ်ဆိုတော့ inch မှာထားတာရယ်နော် okay ပြီးရယ်နောက်ပြီးတော့ rectangle လေးတစ်ခုဆွဲမယ် first one ဒီမှာနေရယ်အမ် b 40 b 60 rectangle လေးတစ်ခုဆွဲမယ်နော်ဟုတ်ပြီဒီဘက်မှာ lander လေးထည့်မယ်နော် test lander လေးထည့်မယ်ဆိုတော့ဒီ lander control ကနေအမ် အာတာကိုနှိမ့်မယ်နော်ဒီမှာတော့ desk ခေါ်ထားပြီးသားရှိရပါနော်အဲ့ဒါဘယ်လိုပုံလဲဆိုတော့ဒီကလောက်ကိုနှိမ့်မယ်ဒီ acad.lnn ဆိုတာတဲ့ကဒီစုဖိုင်ပေါ့နော်ဒီကောင်ကပေလက်မဆိုရင်ဒီနေရာမှာ acad.lnn ဆိုတဲ့ဖိုင်စုဖိုင်ကိုတွေ့မယ်တကယ်လို့ကိုက matrix နဲ့နဲ့ရေးဆွဲမယ်ဆိုရင် acadiso.lnn ဆိုတဲ့စုဖိုင်ကိုဒီမှာတွေ့ရပါပေါ့နော်ဒီခုဒီဖိုင်တွေက desk line တက်ကဒီမှာရှိရနော် desk line တက်ကိုလုတ်လုတ်ထားနော်ဟုတ်တယ်နော် ကရရှိပြီးသားဆိုတာဒါပဲ okay ပြောဒီ object ကို slam မှတ်မယ် land tag ကို test ကိုရေးမယ်ဟုတ်ပြီစုံဆွဲကြည့်တော့ဒီကောင်က land tag ကတေးနေနော်ဒီကောင်ကအမှန်တော့ဒါဒီ site ကဘယ်လောက်ရှိလဲပေါ့နော်ကြည့်အောင်အဲ့တော့ဒီ land tag controller ကလောက်သေးကဒီ acad.nln ဆိုတဲ့ဆိုဖိုင်ကပရမဗီဒီယိုတော့ကကြတော့ဒါ ဟို Windows Explorer နဲ့တွားရှာတဲ့ဟာကိုရှင်းပြခဲ့ရနော်အခုဒီမှာတော့ဒီ file လေးကိုနှိမ့်လိုက်မယ်နှိမ့်လိုက်ရင်သူ့ရဲ့လမ်းကြောင်းပေါ့နော်ဒီ support folder ရဲ့အောက်ထက်မှာဒီ acad.lin ဆိုလမ်းတက်တွေ့ရအောက်မှာ acad.is ဆို lin ဆိုတာ matrix list ဆိုရင်ဒီ source file ကိုသူကပြမှာပေါ့နော်သူကပြလမ်းမှာဆင်းနေဆိုတော့ဒီ file ကိုပြဒီကောင်လေးကို right right click နှိမ့်မယ် open ပေါ့နော်ဟုတ်ပြီ share ဒီအဲ့ဒီမှာ dash ဆိုတဲ့ line တက်ကိုလိုက်ရှာမယ်အောက်မှာဒီမှာတွေ့ပြီနော် dash ဆိုတဲ့ line တက် သူ့ရေးထားတာက0.5ရယ် -0.5 ရယ်ဒါလေးပြန်ပြမယ်နော်0.5ဆိုတာကဒီမြင်းတစ်ဖက်ရဲ့အရှိနော်ပွန်း -0.2 ဘက်ကတော့ဒီကက်ရဲ့ကွာဝေးကိုပြရပါဘောเนาะအဲအဲ့ဒါကိုကြော့ကြော့ပြီးတော့ဆက်သွားမှာပေါ့เนาะဒီလန်တက်က 0.5 -0.25 ပြီးရင်0.5လာမယ်နောက်တစ်ပွိုင်း -0.25 လာမယ်အဲ့လိုနဲ့ဆက်ပြီးတော့ဒါ line ဖြစ်သွားတာပေါ့နော်ဒီ line description မှာဒီနေရာမှာအချို့နေရာက0ဆိုတာကဒီ dot ကိုပြောတာပေါ့နော် line ရဲ့ဒီ dot အဆက်လေးကိုကြတော့0နဲ့ရေးကြတာပေါ့နော်ဟုတ်ပြီဒီကတော့ဒီ0.5ဆိုတာဒီပေါ့နော်ဒီ dash ကိုခုမြင်းတစ်ဖက်ရဲ့အရှိက0.5ရှိရယ်ဆိုတာသိသွားပြီနော်ဟုတ်ကဲ့အဲ့တော့ paper paper space ပုံမှာပေါ့နော်ခုကကိုပုံထုတ်မဲ့စာရိုက်ပုံမှာ ဒီမြင်းတစ်ဖြက်ရဲ့အရှိကိုကိုကတိကြပါတော့ကိုကဒါ point 5ဆိုတော့ကို point 2ရွယ်လောက်လေးထုတ်ချင်တယ်ပေါ့နော်အဲ့လိုတတ်မှတ်လိုက်မယ် point 2ရွယ်လောက်ထုတ်ချင်တယ်ဆိုဘယ်လိုလုပ်မလဲအဲ့ဒါကိုသွားအောင်ပရမဒါကိုလုပ်ဖို့အတွက်ကြာအရင်ဆုံး layer ဘက်မှာဒီပုံရဲ့ view box key ကိုအရင်ဆုံးတည်အောင်လုပ်ရမယ်နော်အဲ့ဒါဆိုရင်ခု paper တွေကတော့ဒါက A3 paper နဲ့ landscape ကိုရွယ်လာလုပ်ထားပြီးတာနော် B-serif က ဒီမှာ p setup မှာဒီ layer 1ကိုနော် modify နေမယ်ဒီ rigid pdf ကိုရေးထားတယ် printer print paper set ကကျတော့ a3 ဒါ420 297ပေါ့နော် orientation landscape ဒီနေရာမှာ unit က inches acd.ctb ရေးထားတယ်နော် okay အဲ့တော့ဒီမှာ view box မရှိသေးဘူးဆိုတော့ view box ပေါ်မယ်နော် mv under ဒီ object ကို တရားဒီဂျူပုတ်ကိုပထမပုံတော့ကတော့ဒါ 1/8k နဲ့လောက်တယ်နော်ခုလည်း 1/8k နဲ့ကြည့်တရားဒါရရအစဉ်ပြေပေါ့နော်ဟုတ်ပြီအဲ့တော့ခါကျတော့ 1/8k နဲ့ရအဓိကဒီဂျူပုတ်ရဲ့ auto scale ကိုပြီးဖို့ဒါ 1/8k ပေါ့နော်ဒီခုဂျူပုတ်ဆလတ်မှတ်လိုက်ပြီဆိုရင်ဒီအောက်မှာ1/8ဆိုတာတပေစကေးပေါ့နော်အဲ့ဒါလေးမှတ်ထားဖို့အဲ့တော့အဲ့ဒါလေးစတွေ့အောင်မော်ဒယ်လေးတော့မယ်နေသုံး dt ခုလက်ရှိ ဒီတက်စီရဲ့ line တက်ကတက်စီရဲ့ line တက်ကဆိုရင်နော်တက်စီရဲ့ line တက်က0.5ပေါ့နော်0.5ရှိရဆိုတော့0.5ရှိရအဲ့တော့ကိုက ဟို point 5ကိုဒါ point 5ကဒါ scale 1နေထားမှာရှိရပါတော့เนาะဒါ scale ဖတ်တာနေတာဒါ scale 1မှာရှိတာလက်ရှိကိုလိုချင်တာက point 2ကိုလိုချင်တာဟာ point 2ကိုလိုချင်တာဆိုတော့ပန်ဒူလိုချင်တာဆိုတော့ block လေးပေါ့နော် ဲ့တော့တွက်မှာသုံးချက်တော့နည်းနဲ့တွက်မှာပေါ့နော်ဟုတ်ပြီအဲ့တော့ point 2နဲ့1နဲ့မြောက်မယ် point 5နဲ့စမယ်ပေါ့နော်အစဉ် CAN ဆိုရယ်ကကွေတာကိုနေမယ် point 2စ point 5ဆိုရင်တန်ဖိုးက point 4ရရှိတယ်ပေါ့နော်သူရဲ့တန်ဖိုးက point 4ရ ဒါကသူက scale 1 is to 1အတွက်เนาะဒီခုတွက်ထားတာကဟဲ့လားဟုတ်ပြီအဲ့တော့အခုကဒီပုံက p 40 p 60ဒါအဓိကအကျွေး dimension အတိုင်းဒီ model မှာဒါဆွဲထားရတာပေါ့เนาะအဲ့တော့ဒီ model ကပုံကိုဒီလေးရပါမှာပေါ့เนาะဒီ A3 paper ပုံမှာ A3 paper ပုံမှာဒီကကိုက ဒီ site ကိုချုပ်ပြီးတော့ viewport scale ကနေ viewport ကနေ scale ချုပ်ပြီးတော့ဒီပေပေါင်းမပုံထုတ်လို့ရအောင်လုပ်ထားတာပေါ့နော်အဓိကအဲကြောင့် viewport scale အဓိက1 by 8က db scale ပေါ့နော်အဲ့ဒါအဲ့ဒါနဲ့ချုပ်ထားတာပေါ့နော်အဲ့1 by 8 db ကိုတွက်ကြည့်အောင် scale factor ပြန်တွက်ကြည့်အောင်ပေါ့နော်1 by 8 db ကို ိတ်ကနာတပြေပေါ့နော်အဲ့ကောင်ကိုဒီကအခု drawing က1 unit ကို1 in နဲ့ဆွဲထားတာဆိုတော့ဒီဘက်ကကောင်1 unit ဆန်ထားခဲ့ပဲဒီဘက်ကို unit ပြန်အောင်တက်မယ်ဆိုတော့ဒီကောင်ကဟိုဘက်ကိုပို့အောင်ပါပေါ့နော်အဲဆိုရင်ဒီဘက်ကို1ထားခဲ့ရမယ် ီကောင်ကတပေကစနစ် unit ဖြစ်အောင်စနစ်မြောက်ပေါ့နော်စနစ်စနစ် inch နဲ့ဆွဲဆွဲရမှာဆိုတော့1 feet ဆိုတော့စနစ်အကောင်ကိုမမအင်းနဲ့ညောင်းပါပေါ့နော်အဲဆိုရင်မမအင်းနဲ့စားမှာပေါ့နော် sorry အဲ့တော့ calculator CAN 1 by 8ကဘယ်လောက်လဲဆိုတော့0.125အဲစနစ်ကို0.125နဲ့စမယ်ပေါ့နော်စနစ်အစား0.125နဲ့စတာဘယ်လောက်ရလဲဆိုတော့96ဆအဲ့တော့ scale factor နဲ့တွက်မယ်ဆိုရင်ဒါ96ဆရှိရပေါ့နော်အဲ့တော့ ခုလက်ရှိရရှိတဲ့ဟာက1 to 1အတွက်ပဲเนาะ point ဖူးอ่ะဒါဟုတ်ဒီ point to scale 96ဆနဲ့တကထပ်မြောက်အောင်ပါဘောเนาะ point ဖူးကို96နဲ့ထပ်ထပ်မြောက်မယ်အဲ့ဒါဆိုရင်ဘယ်လောက်ရမလဲဆိုတော့ CAN ကိုမှခွန်မယ်เนาะအဲ့ဒီ6မြောက် point 4ဒါဆို38.4ပေါ့เนาะ 38.4ရရှိရပေါ့နော်ဒါကဒီ object ရဲ့ property မှာ landscape မှာပေါ့နော် object ကို select မဲ့ regulate property ကိုနှိပ်ပြီးတော့ဒီ landscape မှာ38.4 38.4တံမူရိုက်ထည့်ပြရမှာပေါ့နော်ဒါဒီအဖေမတော့ကြည့်မယ်နော်ဆိုရင်ဒါရရှိပြီ38.4 တရားလေးကိုဟိုဟာပေါ့နော်ဒီ model မှာသူဟို paper space landscape ကတော့ဖိတ်ထားရယ်နော်ဒီမှာအားသားမှာဒီမှာဒီမှာ use paper space landscape for unit for scaling ဆိုတော့ copy ထားရယ်နော်ဒီကောင်းကိုဒီ system variable commands အနေနဲ့ဆိုရင် ps nt scale အဲ့အနေနဲ့ open ပေးလို့လို့ရရယ်နော်0စီနီယာကတော့ဒါဖိတ်ထားတာပေါ့နော် paper space landscape ကိုဖိတ်ထားတာ1ဆိုရင် paper space landscape ကိုတုံးပြရယ်ပေါ့နော်ဟုတ်ပြီ အဲ့တော့ဒါကကိုလိုဂျင်းနဲ့ပွန်တူရေဟုံးမှုကိုဒီမှာပြပဟိုပေါ့ပြပစပေးပုံကလိုင်းလေးတစ်ဆင်းဆွဲကြည့်မယ်နော်1ဒါဆိုရင်ကိုလိုဂျင်းနဲ့လိုင်းတက်အရွယ်အတိအကျကိုရရှိပြီပေါ့နော်ဒီမှာအတိအကျပဲနော်ဆုံးနေကြည့်ရှုပြီးရတဲ့အကျိုးများတယ်မှာ